အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျော channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါဦးကျွန်တော်လည်းပြန်ဖွင့်နေပါတော့သတင်းလာနေ28ရက်နေ့အတွက်ကိုဒါကျွန်တော်အဓိက ပြပေးမှာကလေလုံးဝေရှိမယ်တရက်စာပေါ့နော်တရက်စာလေလုံးဝေရှိမယ်ပြီးတော့တနေ့စာပတ်တီတလုံးရှိမယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်3ရက်အတွင်းကျွန်တော်တို့ဒီ ပြီးတဲ့ဘက်ကပေါ့နော်ကျွန်တော်တို့ဒါခွန်9ခုဘူး20ခွန်5 6ခွန်3တင်းနေဒီခဏန်းနေထွက်ပြီးရနော်ဒါ3ရက်တွင်းကြာနိုင်တယ်ကျွန်တော် break 3လုံးပေးမယ်ဒါမိတ်ဆွေတို့ break 3လုံးဆိုတာကလောလောဆယ်လဲသူကကြာပေးနေရနော်ဒါမိတ်ဆွေတို့အနေနဲ့ကြိုက်ရင်တင်ပြီးမှကစားဒါရွေးချယ်မှုမှန်ကန်မှုပဲလို့တယ် break 3လုံးမှာကျွန်တော်ဒါသူပေးနေချာအတိုင်းဆိုရင်3လုံးလုံးလဲဆင်းနိုင်တယ်အ ਨੇ ဆုံးကတော့နှလုံးကတော့ကျင်းတယ် ဆင်းနိုင်တယ်။အဲဒါတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်။အရင်ဆုံးကျွန်တော်လေးလုံးဝေးလေးကိုပြပေးမယ်။ပြပေးမယ်ဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့ဒီလေးလုံးဝေးကိုပြောမယ်ဆိုတော့ဒါတရက်စာပေါ့နော်။တရက်စာလေးလုံးဝေးကိုမိတ်ဆွေတို့ဒါလိုက်နိုင်လေလိုက်ပေါ့နော်။မလိုက်ချင်းလို့ပတ်တီကစားခြင်းနဲ့လူလဲကစားအခွေနဲ့ပတ်တီကြတော့ကျွန်တော်တွဲကစားရမှာကများတာဖြစ်တဲ့အတွက်ပေါ့နော်။ ဒါမှမဟုတ်ဒီတပတ်စာပေါ့နော်ကျွန်တော်ရွေးပေးထားတဲ့တပတ်စာပေါ့နော်ဒီတပတ်စာကိုကစားခြင်းနဲ့လူကလည်းဒါကစားပေါ့နော်ပြီးတော့ကျွန်တော်တို့တပတ်မှာဒါကတော့ကျွန်တော် post မှာပြန်တင်ထားပေးရနော် YouTube မှာလည်းဒီတပတ်မှာကျွန်တော်တို့အ ਨੇ ဆုံး2ချိန်3ချိန်ထွက်တယ်အနည်းဆုံးကတော့2ချိန်ထွက်တယ်12ကွာ site ကလည်းကျွန်တော် post ပြန်တင်ထားပြီရနော်အဲမိနေမှာကြောင့်မို့ကျွန်တော်ဒီထပ်ပြီးမှရေးပေးလိုက်မယ်နော် ျွန်တော်တို့1ဂျင်းကဒါပေါင်းရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့နစ်ခွန်ရဲ့ကျွန်တော်နှစ်ခွန်ရဲ့ကျွန်တော်တို့၄၉ရဲ့ဗောနော်ဒီအချိန်ရှိတယ်1ချိန်ကကျွန်တော်တို့ key ဗောနော် key key ကတော့ကျွန်တော်တို့ဒါ၁၃၅ရှိမယ်အဲဆိုတော့ဒီ1ချိန်ကိုကျွန်တော်ဒီ၁၃၅ key နဲ့တွဲတာဗောနော်ပြီးခဲ့တဲ့ဘက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ၁၃၅ ပါကနန်းကြလဲဆိုတော့ဝမ်းကျင်းကိုခီးနဲ့တွဲတာခွန်ကတစ်ကျင်းခွန်ကတစ်ကျင်းဆိုတော့နှစ်ကျင်းဆင်းတယ်ပြီးတော့ဝမ်းကျင်းမှာเนาะနှစ်ဆိုတော့ကျွန်တော်နှစ်တစ်ဆိုတော့တစ်ခွက်ကဆင်းတယ်ဒီဘက်မှာဆိုရင်ဒါပိတ်ရရှိရเนาะဒါ၃ကျင်းဆင်းသွားတယ်အဲဆိုတော့အနေနဲ့ကျွန်တော်ပြောလို့ဒီဝမ်းကျင်းနဲ့ဒီခီးနဲ့ကကြိုက်တယ်ဆိုရင်သူကဒီတနင်္လာအင်္ဂါပုတ်တခုဒီ၃ရက်လောက်ကိုဒီ၁၂ခွက်ဆိုင်ကကစားလို့ရတယ်အဲဒီ၃ရက်အတွင်းကိုကစားပြီးရင်ကျွန်တော်ဒီဂျာရေးတောက်ဂျာမှာဆက်ပြီးမှ ထပ်ပြီးမှကစားလို့ရတယ်သူကြပေးနေတဲ့ကြ site ပေါ့နော်အော်ပြီးတော့အော်ဒီပြီးရတဲ့ဘက်မှာဆို၄ချိန်ပေါ့နော်ခွန်တက်ခွန်တက်ပါဆင်းသွားတယ်သူကကျွန်တော်ပြောလို့မိတ်ဆွေတို့နဲ့ဒီတပတ်တာဘိုးပဲအဓိကလိုက်လိုက်ပေါ့နော်ဒါတပတ်တာလိုက်တယ်လို့နေတိုင်းလိုက်တယ်လို့ပါတော့ဒါနေတိုင်းဘက်ကိုကျွန်တော်ဒီတန်းပြပေးတာပေါ့နော်ဒါနေတိုင်း site နေတိုင်း site ကတော့ကျွန်တော်တို့ဒါကကျွန်တော်တို့ဒီလောလောဆယ်ကိုးဘူးထွက်တဲ့ site နဲ့ကြည့်မယ်နော် ကိုကူထွက်ပြီးတော့เนาะသူကတော့ဒါနောက်တစ်ပတ်အဖွင့်နေမှာပေါ့เนาะဒါတော့ကိုခွန်ဆိုတဲ့ကိုခွန်လို့ဆင်းတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ၃ဘူးဒုတိယတစ်ပတ်မှာဆိုရင်ဒီမှာဆိုရင်၃6ဒီမှာဆိုရင်9ဘူးပေါ့เนาะဒီကဒီမှာ၃ရယ်9ရယ်ကဒီကဆင်းထားတယ်ဆင်းထားတယ်ဆိုတော့ခါကြတော့ပတ်တီကတော့ကျွန်တော်ဒီ9တလုံးကိုအဓိကလိုက် ဘာလို့လဲဆိုတော့ဒီခွန်လေးထွက်ပြီးနောက်အခွင့်အရေးမှာကျွန်တော်တို့ကိုတလုံးဒီမှာဆိုရင်ကျွန်တော်ကိုတလုံးကိုအဓိကရွေးချယ်တယ်အဲဆိုတော့ကျွန်တော်တို့ဒီကိုတလုံးရှိမယ်ဒါအခွင့်အရေးအတွက်ပေါ့နော်ပြီးတော့ဒီမှာပေါ့နော်၅ချောင်း၅၆လို့ထွက်ပြီးရင်သူကကျွန်တော်တို့ဒီမှာပေါ့နော်ကိုတလုံးဒီမှာပေါ့နော်ကိုတလုံးပြီးတော့ဒါ96ထွက်ပြီးဒါနောက်တစ်ပတ်အဖွင့်နေမှာเนาะကိုတလုံးကိုထိတ်နေရည်ကြာပါတော့เนาะ ိုတလုံးပြီးတော့ဒီမှာခုနကျွန်တော်ပြောတဲ့အခွေကစားမယ်ဆိုရင်တော့ဒီ6ခုရှိတယ်ဒီမှာ3ခုရှိရနော်ကျွန်တော်ဒီမှာလောလောဆယ်တွဲလိုက်မယ်ဆိုရင်3ခု9 6ကျွန်တော်ဒီ5တလုံးကိုမြည်ဘူး3ခု6ခုကျွန်တော်ဘာလို့3ခု6ခုယူမှာဆို6ခုထွက်ပြီးတော့ဒါနောက်တစ်ပတ်အခွင့်နေမှာ3ခု6ခု9ခု3 6 3ခု6ခုဆိုတဲ့ဒါ၄လုံးဝေးတည့်ရစာတည့်ရစာဒီရလေးကိုကျွန်တော်တို့ကစားမယ် ကျွန်တော်တို့28ရက်နေ့ဆယ်လ2025တနင်္လာတနင်္လာနေ့နော်တနင်္လာနေ့မှာကျွန်တော်တို့ကဒီလေးလုံးကို ခွေဖူးပါအာတာတရက်စာလေးလုံးဝေးဒါမဲ့ပြောမယ်ဆိုတော့ဒီကိုပတ်ဒီလိုက်တဲ့လူကတော့ဒီပြောမယ်ဆိုတော့ဒါကိုနဲ့တွဲပြီးမှဂျန်တဲ့ကနန်းတွေကိုမိတ်တင်ကစားလို့ရတယ်ပေါ့နော်ပတ်ဒီလုံးပိုင်းကကျွန်တော်တို့ကိုတလုံးရှိမယ်ဒါတော့တေးတေးရစာเนาะ ဒီကလာရမှာ3.69ခွေပူပါနဲ့ပတ်ဒီလုံးပိုင်းကိုတလုံးရှိမယ်ပြီးတော့ကျွန်တော် break ကတော့ break က3လုံးရှိတယ်3ရက်ကိုအဓိကကစားရမယ်ဒါမိတ်ဆွေတို့အနေနဲ့ကိုကြိုက်ခွဲရွေးခွဲရှိရင်တော့တင်ကစားကျွန်တော်ကတော့ break ကိုပဲအဓိကပြပေးပါမယ်ကျွန်တော်တောက်ကြနေညနေမှာတင်းနေတင်းနေလို့ဆင်းပြီးတာနဲ့သူကဘာလိုက်လဲဆိုတဲ့အခါကျတော့เนาะဒီမှာပါเนาะသူကဒီမှာကျွန်တော်တို့ဒီ 4 3ဆိုရင် compare လိုက်တယ်ဒုတိယတစ်ပတ်မှာ3 4ပေါ့เนาะဒီပြီးတော့တင်းနေလို့ထွက်ပြီးတာ ਨੇ သူကဘာလိုက်လဲဆိုတော့6 6ဆိုရယ်ကျွန်တော်တို့5 break ဒီမှာ3 5ဆိုရယ်5 break ပြီးတော့ဒီတင်းနေလို့ထွက်ပြီးတာနောက်တစ်ပတ်မှာအင်္ဂါနေ့မှာပေါ့เนาะ3 6ဆိုရယ်ကျွန်တော်တို့ဒါ6 break ဒီမှာ6 3 6 break ဒီမှာဆိုရင်အဓိကနှစ်ခွန်ဆိုရယ်6 break ပေါ့เนาะ သူတနင်္လာနေ့အင်္ဂါနေ့ရက်သွင်းကိုကြပေးနေတာက9ကိုရိတ်9ဘရိတ်ရယ်9ဘရိတ်ရယ်ဒီမှာဆိုရင်9ဘရိတ်ရယ်ကျွန်တော်တို့9ဘရိတ်ရယ်အဓိကကြပေးတယ်ဒါမဲ့3ရက်အတွင်းလောက်ဆိုရင်တော့ကျွန်တော်ပြောရခွန်ဘရိတ်ကရှိတယ်ဒီ trip မှာတော့နောက်ကြတယ်ဒီမှာဆိုတော့ခွန်ဘရိတ်ကဲရွေးပေါ့နော်ဒါမေးဆိုလို့နေနဲ့အဲဒီကျွန်တော်ပြောတဲ့ဒီ9 9ဘရိတ်ပေါ့နော်9ဘရိတ်နဲ့9ဘရိတ်ကိုဒါအဓိကကစားရင်ကစား ဒီနှစ်ခုကိုအဓိကကစားဘာလို့လဲဆိုတော့အခါကျတော့ comrade ကဒီတပင်မှာတော့နည်းနည်းလေးနောက်ကျတာဖြစ်တဲ့အတွက်ဒီတပင်မှာလည်းနည်းနည်းလေးတော့နောက်ကျနိုင်တယ်ဗောနော်သူတနင်္လာအင်္ဂါနေ့ရက်အတွင်းကြာပြီးတာဒါတင်းနေထွက်တဲ့ဆိုင်နဲ့သူကအပင်ရေနဲတယ် break ကဆင်းပေးနိုင်တယ်ဆင်းပေးနိုင်တာဖြစ်တဲ့အတွက်ပိုဒီ break နှလုံးကိုဒါနေ့ရက်အတွင်းအဓိကကစားဒီတပတ်စာကျွန်တော်ပြောလို့တပတ်စာကဒါကတော့တပတ်စာ break ပေါ့နော် တပတ်စာ break မှာတော့ကျွန်တော်တို့၅ break ပါလေဒါ၅ break ကတော့ပြောစရာမလိုတော့ဘူးကျွန်တော်တို့ဒီနေ့ရက်အတွင်းလေးကိုပေါ့နော်နေ့ရက်အတွင်းလေးကိုနောက်တစ်လုံးအဓိကထပ်လိုက်ရမှာက၉ break တင်းနဲ့ထွက်ပြီးရင်သူပေးနေကြပါနော်လောလောဆယ်ပြက်ပင်မရှိသေးဘူးဒါကတော့ဒါမိတ်ဆွေတို့အနေနဲ့အစားပါနော်ဒါကျွန်တော်အဲ့ဆိုရင် break နှလုံးပဲရွေးပြလိုက်တော့မယ်နော်နေ့ရက်အတွင်းကျွန်တော်နေ့ရက်အတွင်းဆိုမှဒါ၃ရက်လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်နော် အဲ့ဆိုတော့ကျွန်တော်အတိအကတော့ main 3ရက်လောက်ပဲ3ရက်လောက်ပေါ့နော်ဒါနောက်ဆုံးရွေးချယ်ထားတာပေါ့နော်3ရက်ထိပဲ3ရက်တော့မကြော်နိုင်ဘူးပေါ့နော်3ရက်အတွင်း break နှလုံးသုံးရံအတွင်းကြာနိုင်တဲ့ break နှလုံးကကျွန်တော်တို့ကခုနကျွန်တော်တို့9 break ရယ်9 break ရယ်ပေါ့နော်9 9 break ရှိမယ် ငါကိုဘရိတ်မှာကျွန်တော်တို့ဘဲဟာကိုမိန်တင်ကစားမလဲဆိုတော့ဒါမိတ်ဆိုတို့နဲ့ကြိုက်ွက်ရှင်တော့မိန်တင်ကစားလို့ရတယ်ပေါ့နော်ကျွန်တော်ကလောလောဆယ်ဖြစ်ပေးနေတဲ့ဒီခဏန်းကိုပဲအဓိကရွေးချယ်မယ်ပေါ့နော်ငါကိုဘရိတ်မှာဒါသူက6ရဲ့ကျွန်တော်တို့3ည5ရဲ့ကျွန်တော်ဒီခွန်ဘရိတ်ကတော့ကျွန်တော်တို့ဒါနည်းနည်းလေးစောင်းလဲစောင်းနိုင်တယ်နောက်ကျရင်လည်းနောက်ကျနိုင်တယ်ပေါ့နော်ဒါတော့မိတ်ဆိုတို့ဒါကြိုက်ွက်ရှင်တော့တင်ထိုးပေါ့နော်အဓိကတော့ကျွန်တော်ဒီဘရိတ်နှလုံးကိုပဲယူလိုက်မယ်3လုံးဆိုရင်နည်းနည်းများနေမှာကြောင်းပေါ့နော်အဲ့ဆိုတော့ ဒီကျွန်တော်တို့ကိုဘရိတ်မှာနှစ်ခွန်ရ60ရ66ရ35ရပေါ့နော်နှစ်ခွန်ရကျွန်တော်တို့60ရ66ရကျွန်တော်တို့35ရဒီ၄ခွက်ပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့ကြိုက်ခွက်ရှိရင်တော့တင်ဖို့နော်တင်ကစားဒီအဓိကတော့ကျွန်တော်ဘရိတ်ကိုပြပေးတာဖြစ်တဲ့အတွက်အဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် အကယ်၍ပေါ့နော်ဒါကတော့တချို့ site တွေကတော့ပြောကျင်းနေတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်ဗမိတ်ဆွေတို့ကိုနည်းနည်းလေးသတိသတိပေးရတော့မဟုတ်ဘူးပေါ့နော် sorry ကျွန်တော်တဘောတရားလေးတစ်ချက်ပြန်ပြောပြမယ် ီ9ကို break ပေါ့เนาะ9ကို break က၄ရက်တွင်ကြာနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့เนาะကျွန်တော်ခုနကပြောတဲ့၄လုံးဝင်ပေါ့เนาะဒီ3ခု6ကိုမှာတကယ်လို့ပေါ့เนาะဒီကိုတစ်လုံးနဲ့ညိတာပေါ့เนาะတဘောတစ်ခုပြပြတာကိုတစ်လုံးနဲ့9 break တွဲလို့ရမှာဆိုရင်66တစ်ခွက်ရှိမယ်ကျွန်တော်တို့ပြီးတော့ကို break ကြတော့ကျွန်တော်63တစ်ခွက်ရှိမယ်3ခု6ကိုမှာ6တုံးရှိမယ်ကျွန်တော်ဒီ1ခွက်လေးရှိမယ်အဲ့ဆိုဒီ1ခွက်ကိုအခွေထဲမှာလဲဒါ main တင်ကစားလို့ရတယ်ပေါ့เนาะ အဲ့ဆိုတော့ကျွန်တော်တို့မနေ့ပြန်တာမိတ်ဆွေတွေအနေနဲ့အဖွင့်လာအောက်ဝဲမိကြပါစေပေါ့နော်ပြီးတော့ဒီကျွန်တော်ပြောတဲ့ဒီ၃ရက်အတွင်း break ကိုဒါနေ့တိုင်းကစားတဲ့လူကတော့ဒါ break ကတော့နှလုံးဆိုရင်တော့မများပါဘူးဒါကတော့၃ရက်လောက်ပဲကစားရမယ်ဒီ break ကတော့ကျွန်တော်ဒီ member ကတော့ပြောမယ်ဆိုရင်တော့တပတ်စာပေါ့နော်တပတ်စာဆိုမှလည်းကျွန်တော်ဒီအစောဆုံးကြားနိုင်တဲ့ break တလုံးကို ကျွန်တော်အဓိကရွေးချယ်ပေးထားတယ် ဒါမဲ့ break ကလည်းနည်းနည်း frame မာတဲ့ဟာပေါ့နော်ဒါမဲ့ဒီတင်းနစ်ကလည်းကျွန်တော်ပြောလို့လောလောဆယ်ဒါသူပြက်ပင်မရှိသေးဘူးသူဖြစ်ပေးနေတဲ့အပင်ကြီးကဆင်းပေးနိုင်တယ်မှန်ပါမှာတော့ကျွန်တော်သုံးလုံးဝေသုံးလုံးဝေဒီသုံးလုံးဝေကိုကျွန်တော်ကနတ်သလုံးတော့ကတ်ထားတယ်အဓိကတော့ကတ်ထားတဲ့ကလောကနန်းသလုံးနဲ့ကတော့ကျွန်တော်အရန်နေနေပဲပေါ့နော်ဒီကြံတဲ့ကနန်းသုံးလုံးကတော့မိတ်တင်တင်ထိုးလို့ရတယ် ောင်းမယ်ဆိုရင်တော့ပြီးတော့ကျွန်တော်မွေးကပ်ကတော့ဒီတစ်ပတ်ကတော့ကျွန်တော်ခုနှစ်ကွက်ရှိရပါတော့။ break ကတော့ကျွန်တော်ဒီတစ်ပတ်မှာဓလုံးနဲ့မှန်ပါတွေကိုအဓိကရွေးချယ်ပေးထားတယ်။ပြီးရတဲ့ပတ်မှာတော့ကျွန်တော်နှလုံးဖြစ်သွားတယ်နှလုံးမှာဓလုံးမှာမဆင်းလာတဲ့အတွက်ပေါ့နော်။ဒီတစ်ပတ်မှာတော့ပိုလို့စိတ်ချနိုင်တဲ့ break ဓလုံးကိုအဓိကရွေးချယ်ပေးထားတယ်။ပြီးတော့ကျွန်တော် Viber နဲ့ Telegram channel ကို comment အောင်မှာ link ချထားပေးပါမယ်။ဝင်တတ်တဲ့လူဆိုရင်ဒါအခမဲ့ဝင် join ထားလို့ရပါတယ်နော်။ အဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့ရောက်ချင်းစီတိုင်းကိုချေစုတင်ပါတယ်ကျွန်တော်ဒီ key နဲ့ one chain ကတော့ဒါကျွန်တော်ထပ်ပြီးမှ three ပေးတာပေါ့နော်ဒါကတော့ကိုကြိုက်ကနေရှိရင်တင်ထိုးလို့ရတယ်ဆိုတဲ့ဟာကိုပြောပြတာအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဆိုတော့နောက်ပြန်မှာအဖွင့်လာအောက်ွက်မိကြပါစေ